်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမဦးဆုံးဖျားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လှုပ်ဆောင်ရာတွင်တန်တရာရှိသောအခါဆိုတဲ့ကောင်းခြင်းနဲ့ထွတ်မြောက်ရာကျမ်းအခန်းကြီး၄အငယ်၁၀ကနေ၁၃ကိုဆင်ခြင်တော်ခြင်းပါတယ် မောရှိကလည်းအိုးဖျားရှင်ကျွန်ုပ်ဒီနှုတ်တတိမရှိပါအထက်ကလည်းမရှိပါကိုတော်ကျွန်အားမိန်တော်မူသောအခါ၌ပင် မရှိပါနှုတ်လေးသောသူ စကားနည်းနည်းပြောတတ်သောသူ ဖြစ်ပါ၏ဟုထာဝရဘုရားအားရှောက်ဆို၏ထာဝရဘုရားကလည်းလူဤနှုတ်ကိုအဘယ်သူဖန်ဆင်းသနည်းစကားအာသောသူ နားပင်သောသူ မျက်စိမြင်သောသူ မမြင်သောသူတို့ကိုအဘယ်သူဖန်ဆင်းသနည်း ငါထာဝရဖျားဖန်ဆင်းသည်မဟုတ်လောတို့ဖြစ်၍ယခုသွားလောတင်ဤနှုတ်၌ငါရှိ၍တင်သည်အဘယ်သို့ပြောရမည်ကိုတွန်တင်မည်ဟုမိန့်တော်မူ၏မောရှိကလည်းအိုးဖျားရှင်အလိုတော်ရှိသောသူဤလက်တွင်ပေးလိုက်တော်မူပါဟုပြောတော်ကျွန်တော်တို့ယုံကြည်သူတွေဘုရားသခင်ကိုယုံကြည်တယ်လို့ဆိုကြပေမဲ့လည်းတစ်ခါတစ်ခါဘုရားသခင်အပေါ်မှာတန်တရာရှိတတ်ပါတယ် တန်တရားဆိုတာကကျွန်တော်တို့ရဲ့အတ္တထာမှာဘုရားသခင်လှုပ်ဆောင်လာတာကို မြင်တွေ့ရမယ့်အခွင့်အရေးတွေကိုလူယူသွားတတ်ပါတယ်။တန်တရားကြောင့်ဘုရားသခင်လှုပ်ဆောင်လာမယ့်အခွင့်အရေးတွေနဲ့လွဲချော်သွားတတ်ပါတယ်။တန်တရားတွေကကျွန်တော်တို့ကိုမတိချာမရေရာမှုတွေနဲ့ပြည်လာစေပြီးတော့ကျွန်တော်တို့ကိုဘုရားသခင်နဲ့ဆက်သွယ်နိုင်စွမ်းကိုလည်းထိခိုက်သွားစေနိုင်ပါတယ်။နောက်ဘက်တော်မှာအမှန်တရားတွေရှိနေပါတယ်။ အဲ့ဒီအမှန်တရားတွေကိုယုံကြည်ဖို့အတွက်ကျွန်တော်တို့လူအနေနဲ့ယုံကံကြရတဲ့အခါမှာကျွန်တော်တို့မှာတန်တရားရှိနေကြောင်းကျွန်တော်တို့သိနိုင်ပါတယ်။နောက်ဘက်တော်မှာအမှန်တရားတစ်ခုကဘုရားသခင်ကကျွန်တော်တို့ကိုအချိန်တိုင်းချစ်တယ်။ကျွန်တော်အပေါ်မှာကိုရောရဲ့မြတ်တာကပြောင်းလဲမှုမရှိဘူးဆိုတာပဲဖြစ်တယ်။ယောမအခန်းကြီး9အငယ်10မှာငါတို့ဒီအပြစ်ရှိစဉ်ပင်ခရစ်တော်ဒီငါတို့အတွက်ကြောင့်အသေးခံတော်မူသည်ဖြစ်၍ဘုရားသခင်ဒီငါတို့ကိုအပင်မြလောက်ချစ်တော်မူသည်ကိုငါတို့အား ထင်ရှားစွာ ပြတော်မူ၏လို့ဆိုထားပါတယ်ကျွန်တော်တို့ဟာပရောဖက်ကိုဆန့်ကျင်ဘက်ပြုနေတဲ့အချိန်မှာပရောဖက်ကကျွန်တော်တို့ကိုချစ်နေတယ်ဆိုတာကိုနှုတ်ကပ်တော်အယသိနေရခြင်းကအုံးပွေရာပရောဖက်ရဲ့ခြေတော်ပဲဖြစ်တယ်ကျွန်တော်မနာခံမှုအတွက်ပရောဖက်ကကျွန်တော်တို့ကိုခွင့်လွှတ်ဖို့အစီအစဉ်ရှိပါတယ်ကျွန်တော်အပြစ်တွေကိုဝန်ခံတဲ့အခါမှာဘုရားသခင်ကကျွန်တော်ကိုခွင့်လွှတ်မယ်လို့ဂတိပြုတာကိုကျွန်တော်တို့ တည်နေပေမဲ့လည်းကျွန်တော်တို့အနေနဲ့ခွင့်လွှတ်ချင်းခံရတယ်ဆိုတာယုံကြည်ဖို့အတွက်မကြာခဏအခက်အခဲရှိပါတယ်။ဒါကြောင့်အမတ်တရားကိုဆုံးဖြတ်ဖို့အတွက်ကျွန်တော်တို့ရဲ့ခံစားချက်တွေကိုရှေ့တန်းမတင်သင့်ပါဘူး။ဘုရားသခင်ရဲ့နှုတ်ကပတော်ကအမြဲတမ်းမှန်ကန်ပါတယ်။တရားသုံးခုမြောက်သောဆန္ဒအငယ်ဆက်နှစ်မှာ အရှိန်မျက်နှာစွန်းသည်အနောက်မျက်နှာစွန်းနဲ့ဝေးသည့်အတိုင်းငါတို့အပြစ်များကိုငါတို့နဲ့ဝေးစီတော်မူဤလို့ဆိုထားပါတယ်။ ဘုရားသခင်ရဲ့အပြစ်ခွင့်ခြင်းမြတ်တာကိုခံစားရပြီးတဲ့နောက်ပိုင်းမှာဘုရားသခင်ကကျွန်တော်တို့အပြစ်တွေကိုကျွန်တော်နဲ့ဝေးအောင်လှုပ်ဆောင်နိုင်ပါတယ်ဘုရားသခင်ကသခင်ယေရှုခရစ်တော်အားဖြင့်ကယ်တင်ခြင်းခံရပြီးတဲ့နောက်ကျွန်တော်တို့ကိုလောကထဲမှာ သူ့ရဲ့အစေခံဖို့အတွက်ခေါ်ထားခြင်းပဲဖြစ်တယ်ကျွန်တော်တို့ကောင်းကင်ခမည်းတော်ကသူ့ရဲ့လုပ်ငန်းစဉ်မှာပါဝင်ဖို့အတွက်ကျွန်တော်တို့ကိုမကြာခဏဖိတ်ခေါ်ပေးမယ်လဲကျွန်တော်တို့မောရှိလိုပဲတန်တရာရှိနေတတ်ပါတယ် ကျွန်တော်ဘာကြောင့်နားမထောင်နိုင်ကြတာလဲဒါပေမဲ့လည်းဘုရားသခင်ကကျွန်တော်တို့အတွက်ခွဲခန့်မှတ်သားထားတဲ့ကောင်းတဲ့အလုပ်ကိုလှုပ်ဆောင်ဖို့အတွက်လိုအပ်တဲ့အရာအားလုံးကို သူပေးထားနိုင်ကြောင်းကိုဘုရားသခင်ကအေဖက်အခန်းကြီးနဲ့အငယ်30မှာအဘေကြောင့်နည်းဟုမူကားငါတို့ဒီကောင်းသောအကျင့်တို့ကိုကျင့်ရမည်အကြောင်းယေရှုခရစ်၌ပြုပြင်၍ဖန်ဆင်းတော်မူရာဖြစ်ကြ၏ထို့ကောင်းသောအကျင့်တို့၌ငါတို့ဒီကျင့်လေရမည်အကြောင်း ဘုရားသခင်သည်ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီလို့ဂတိပေးဖော်ပြထားပါတယ်။ကျွန်တော်အားလုံးတန်တရာရှိတတ်ကြပေမဲ့လည်းအမှန်တရားကိုမျက်ကွယ်ပြုဖို့အတွက်ဘုရားသခင်က အလိုမရှိပါဘူး။ကျွန်တော်အပေါ်မှာဖန်ဆင်းခြင်းအားလုံးရဲ့အရှင်ဘုရားသခင်ကချစ်မြတ်နိုးပြီးတော့ကာကွယ်ထားပါတယ်။ဒါကြောင့်ဘုရားသခင်ကကျွန်တော်တို့ကိုစေခိုင်းတဲ့အရာတိုင်းမှာတန်တရာကင်းစွာလှုပ်ဆောင်နိုင်ဖို့အတွက် ကိုယ့်ရဲ့လူရဲ့ဇာတိကိုအမိပြုပြီးမှတတ်နိုင်မှုမရှိခြင်းအပေါ်မှာအာယုံမပြုဘဲနဲ့ဘုရားခင်ကကျွန်တော်တို့ကိုစိတ်ခိုင်းခြင်းအပေါ်မှာဘုရားသခင်ကခွန်အားပေးနိုင်တဲ့တတ်ဆွမ်းနိုင်ခြင်းဘုရားသခင်ရဲ့တတ်ဆွမ်းနိုင်ခြင်းကိုအမိပြုပြီးမှယုံကြည်ခြင်းအပြင်တန်တရာကင်းစွာလှုပ်ဆောင်ဖို့ဖြစ်တယ်။တန်တရာကင်းစွာနဲ့လှုပ်ဆောင်ဖို့အတွက်ဖန်ဆင်းရှင်ဘုရားသခင်ကကျွန်တော်တို့နဲ့အတူရှိတယ်။သူရဲ့အလိုတော်ကိုတုံ့တင်ပေးမယ်ဆိုတာကိုစိတ်ချနေဖို့ပဲဖြစ်တယ်။ ကျမ်းနာစင်ချင်ကဲသူအားလုံးအပေါ်မှာပြားသခင်ကအသက်တပံကောင်းချီးပေးနေပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မြတ်တာပြည့်လို့ဆိုအပ်ပါသည်။